အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ဒါအရှိတော်အာရှဘောနောအထူးသဖြင့်မြန်မာနိုင်ငံရဲ့စီးပွားရေးလမ်းမတွေကိုနှစ်ပေါင်းများစွာကြီးဆိုးထားတဲ့ကာတစီအကြောင်းကိုကျွန်တော်အနေနဲ့ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ဗျာအဲ့ဒီခါကတော့အခြားကားတော့မဟုတ်ဘောနောအဲဒိုတာနေပြီးထုတ်ထားတဲ့ဒိုတာ PO ပဲဖြစ်တယ်ဗောဗျာ PO ဟာရွှေရှင်းတဲ့ဒေပူဆောင်ရင်းဒီစစ်တဲ့ပို့ပါတယ် သူဟာဒေသတွင်းစီးပွားရေးနဲ့ခွန်အားတစ်ခုယုံကြည်ရတဲ့မိတ်ဆွေတို့ငယ်အခြေွက်ထဲမှာငွေချေးတန်ဖိုးကိုအာမခံနိုင်တဲ့ရည်နှင်းမျက်နှာမှုတစ်ခုလည်းဖြစ်တယ်ပေါ့ဗျာ။ BO ဆိုတဲ့နမည်ဟာလက်တင်ဘာသာစကားနဲ့ဆင်းသက်လာပြီးရှေ့သို့ရွှေလျားချင်းဆိုတဲ့အတိတ်ဘက်ကိုလည်းဆောင်းပါတယ်။ဒီနမည်နဲ့အညီပဲ BO RKSS မယမနာတိုးတက်ပြောင်းလာခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာ BO ရဲ့အခြေအနေဤပညာတွေအကြောင်း အပြင်သူ့ရဲ့အာသက်ကြအနှက်ချက်တွေအပြင်မြန်မာစီးပွားရေးအမြင်အမော်တော့ဒီကားဟာဘလောက်ထိရွေးချယ်တင်တဲ့ကားဖြစ်မလဲဆိုတာကိုဒီနေ့ကျွန်တော်အနေနဲ့ပြည်သူဆွနီပညာဆွနီပြီးသွားမှာဖြစ်တယ်ပေါ့ဗျာ VO ကိုမှာကြောင့်မြန်မာလူမျိုးတွေကဒီလောက်ချစ်ခင် အားထားရတယ်လဲဆိုတဲ့လိုပဲချက်ကိုလည်းကျွန်တော်ဒီနေ့ကြည့်အောင်ဗျာ VO ရဲ့စမိကိုပြန်ကြည့်ရင်သူဟာတိုတာရဲ့နော် Global Process တစ်စိတ်တစ်ပိုင်းအနေနဲ့2002ခုနှစ်မှာအရှိတော်အာရှစီကွက်အတွက်အထူးဒီဇိုင်းထုတ်ခဲ့တာပါ အရင်ကရှိခဲ့တဲ့ဆိုလူနာကိုအစားထိုးပြီးပိုပိုခင်မိတဲ့ဤပညာတွေနဲ့ဝင်ရောက်လာခဲ့တယ်ပေါ့ဗျာပထမဆုံးမျိုးဆက်မှာတုန်းကအသုံးပြုခဲ့တဲ့အင်ဂျင်ကတော့ Wi-Fi နဲ့ 1SFC ဖြစ်ပါတယ်ဒီအင်ဂျင်ကိုတိုတာရာရီခိုရာနဲ့ဗောနော်တချို့မော်တွေဒီမှာအသုံးပြုခဲ့ပြီးသူ့ရဲ့အကြီးကအားသက်ချက်ကတော့ဒါပိုင်ဆိုင်မှုစီးအလွန်နှိမ့်ကြခြင်းဖြစ်တယ်ပေါ့ဗျာမိုင်းပေါင်းတင်းချီမောင်းနေနိုင်နိုင်ခန္ဓာရီကိုပြည့်စုံပါတယ်2009ခုနှစ်မှာအဲထွက်ပေါ်လာတဲ့ဒုတိယမျိုးဆက်ကတော့ဂျပန်ပြည်တွင်းမှာနာအဲ အဲ့ better better လို့ခေါ်ပြီးအတွင်းကန်းဒါကျယ်ဝင်းမှုပုံမြင်မားတဲ့မောင်းနှင်မှုအနေထားတွေကြောင့်လာလူချိုင်များခဲ့ပါတယ်ဒီမျိုးဆက်မှာစတင်ထည့်သွင်းခဲ့တဲ့ပေါ့နော် VVTI နီးပညာဟာဆန်နိုးပီးတဲ့နေပါဝါအပြည့်ရရှိစေပြီးစီစားနှုန်းကိုထိန်းချုပ်ပေးနိုင်စွာရှိပါတယ်အဲနောက်2023ဒုတိယမျိုးဆက်မှာတော့ဒီဒီဇိုင်းဘန်းကိုတိတိတတပြောင်းလဲလုပ်ခဲ့ပြီး CVD gear ကိုအဓိကထားပြီးအသုံးပြုခဲ့ပါတယ် CVD ဟာ gear အစင်းအစင်း အပါဝင်ပဲလိုအပ်သလိုအင်ရှင်ပါဝါကိုဆက်တိုက်ပြီးဆွမ်းနိုင်လို့စီစားနှုန်းကိုအမြင့်ဆုံးတက်တာစီခဲ့ပါတယ်။ဒါဟာမြန်မာလိုလမ်းကျော်ချက်တဲ့ရင်ကျော်တွေအတွက်အမြင့်တန်ကောင်းအဆင်ပြေတဲ့အချက်တစ်ခုပါပဲဗျာ။အဲဘုဒ္ဓနာနေပြောရရင်ဒူတာဟာ VO ကိုအဓိကအားဖြင့်ထိုင်းနိုင်ငံမှာပေါ့နော်စူးစီးထုတ်လုပ်ပြီးအခြားဒေသတွင်းနိုင်ငံတွေစီဖြန့်ချိတာကြောင့်ဒေသတွင်းရာသီဥတုတဲ့လမ်းအချင်းနည်းနဲ့ဒါအမြင်ခွင့်ကျနေဖြစ်နေပါတယ်ဗျ။နောက်ဆုံးတော့မြေဆက်တွေမှာတော့ဒါပုံပုံအားကောင်းတဲ့ Wi-Fi ဖန့်ရန် VVDI အဲ PPTI engine တွေတို့မျိုးပေါ့နော်ခင်မိတဲ့လုံခြုံရေးစနစ်တွေမှာထည့်သွင်းလာထည့်သွင်းလာခဲ့ပါတယ်ပြီးတော့ကိုဝယ်ယူလိုက်ပြီဆိုရင်ဒါမိတ်ဆွေဟာတကယ်တမ်းမှာတော့အကျန်းခံတဲ့ဆက်ဈေးမကျတဲ့ပိုင်ဆိုင်မှုနှစ်ခုကိုအဲဝယ်ယူလိုက်တာနဲ့အတူပဲပေါ့ဗျာဒီအချက်တွေကပြီးတော့မှာနှစ်ပေါင်း20ကျော်လာသည့်အထိပေါ့နော်ဘာကြောင့်အမမမရက်တိနိုင်နေဆိုတဲ့အဖြစ်အပျက်ဒါနေပေါ်ပြနေသလိုပဲပေါ့ဗျာ VO ရဲ့အာသချက်ကိုပြောစပြောရရင်ပထမဆုံးအချက်ကပေါ်လာ CYA ရဲ့တွက်ချိတ်ကမှုပါပဲ ဘီအိုရဲ့စီစားနှုန်းအားစီးပွားရေးအရအသက်တာဆုံးထဲမှာပါဝင်နေပါတယ်။ဘူတင်းစင်းနှီးမှုမှာဒကာလန်ကို30မိုင်ဝင်းချင်းပြီးဆွမ်းနိုင်တာဟာလည်းနေ့စဉ်ကအသုံးပြုသူတွေအတွက်လားစင်ခုံရစီအများကြီးရှော့ချပေးပါတယ်။ဒူရင်းရဲ့အသက်ချက်ကတော့မြန်မာလူမျိုးတွေအတွက်အဓိကစဉ်းစားတဲ့ပစ္စည်းပေါ်ခြင်းနဲ့ဖြစ်ပစေနေခြင်းပဲဖြစ်ပါလေ။ဘီအိုရဲ့အပူပစ္စည်းတွေဟာမြန်မာကားစီးကွက်မှာအလွယ်ကူဆုံးရှာဖွေတွေ့ရရှိနိုင်ပြီးဆက်ပစ္စည်းဒါမှမဟုတ်ကိုယ်ရေပိုင်းဆိုင်ဆိုင်ရာမြေတီချွင်းချက်ကိုမဆိုတာချွင်းကျင်တဲ့ပြည်ပင်သူတွေအလွယ်တကူတွေ့ရှိနိုင်ပါတယ်။ ဒုတိယအရေးကြီးဆုံးအချက်ကတော့ဒါဈေးကွက်တမိုခံမှန်မှုပဲဖြစ်ပါလေ VO ဟာမြန်မာရေဝင်ဟောင်းဈေးကွက်မှာအယောင်းဝယ်အသက်ဆုံးကားမျိုးစားလေးဖြစ်တယ်ပေါ့ဗျာစီဝိုင်းရှူတောင်းကကျွန်တော်ကြည့်မယ်ဆိုရင်ဒါမိတ်ဆွေက VO ကိုဒီနေ့ဝယ်ဝယ်လိုက်ပြီး၅နှစ်ကြာမှပြန်ရောင်းရရင်တော့အခြားကားတွေလိုမျိုးဈေးတန်ဖို့အများကြီးကြာဆင်းသွားမှာမဟုတ်ပါဘူးဒါကမိတ်ဆွေရဲ့ငွေကြေးကိုဒါထိန်းသိမ်းနိုင်တဲ့ mobile asset တစ်ခုလို့ဆိုလို့ရပါတယ် ်ဆာဗိုင်းဆိုင်ရာကိုပြောရရင် VO ရဲ့ကိုယ်တိုင်အကလက်ဟာတဲ့တမန်ယူကြယူရှင်းတဲ့ဒီဇိုင်းဖြစ်တာကြောင့်မြန်မာလိုလမ်းချမ်းချို့မှာမောင်းနေရပေမဲ့ကားအောက်ပိုင်းတန်းကိုခန့်နိုင်ရှိပါတယ်။ဆေးပိုင်းနေနဲ့လည်းလက်ရှိမျိုးဆက်မှာ EBS လိုစနစ်တွေပါဝင်လာတာကြောင့်ယူတရဲ့ brake out တဲ့အခါပေါ်တော့ကားကိုချွတ်တဲ့ချင်းမှာကာဝယ်ပေးနိုင်ပါတယ်။ဒီကားဟာမိတ်ဆွေငွေကိုတက်တာစီမဲ့ face safe facebook ကင်းစီမဲ့ပြီးတော့မိတ်ဆွေရင်းမြစ်မြွတ်နဲ့ထားတဲ့ပမာဏကိုလည်းပြန်နဲ့ထိတ်ချုပ်ပေးပါတယ်။ ဗီခေါ်ကမြို့ပြလမ်းကြီးအတွက်ဒါအိမ်ဝင်ကြဖြစ်အောင်ဒီဇိုင်းထုတ်ထားပါတယ်ကျစ်လစ်ကျစ်လစ်တဲ့ကိုယ်တွေကလည်းဒါရေကြောပိတ်ဆင်မှုတွေကြောင့်မောင်းနေဖို့ကားကင်းပကပင်ပါကင်ထိုးဖို့အတွက်ပါအလုံးအဆင်ပြေအဆင်ပြေပါတယ်ဗျာ ဒါက view ဟောရင်မဟာ view မရအောင်မြင်လို့ပဲချက်တွေပဲဖြစ်ပါတယ်။အဲဓမ္မမြကားတိုင်းမှာတော့ဒါအာနေချက်အာနေချက်တွေရှိသမျှပေါ့နော်။ပထမဆုံးအာနေချက်ကတော့ view ဟာ high speed ကားလိုမျိုးဟုတ်ပေါ့ဗျာ။သူ့ရဲ့အင်ဂျင်ပါဝါကိုတက်တက်ရှိတတ်တာတဲ့စီစမ်းလုံးတွေလဲလဲထားတာဖြစ်လို့တောင်ပေါ်ဒီသက်တွေမှာအပြင်မောင်းနေမှုဒါမှမဟုတ်မျက်နှာမြင့်မောင်းနေတဲ့အခါမှာပါဝါပိုင်းအနှင်းငယ်လိုအပ်နိုင်ပါတယ်။ဒုတိယအနေချက်ကိုဒုတိယအနေချက်ကိုမြေမြပီကကာသမားတွေခံစားရတာကတော့ဒါ expansion ဆိုအပိုင်းပဲဖြစ်ပါတယ် အဲပြီးတော့ရဟာမြို့ပြင်ကတရလမ်းတွေအတက်ပေါ့နော်တက်တောင်တက်တာရှိအောင်လားဒီဇိုင်းထုတ်ထားပြင်မဲ့လမ်းကျန်းတွေမှာတော့ဒါပုံမောင်းနေတဲ့အခါပေါ့နော်ဒုက္ခမှုဒဏ်ကိုပုံမောခန်းဆန်းရနိုင်ပါတယ်တတိယအချက်ကတော့ဒါကက်ဟိုနေကက်ဖင်းနိုက်ထူးတက်ပြပေါ့ဗျာမော်ဒယ်ဟောင်းတွေမှာလည်းမြန်မြန်မြင့်တဲ့အခါဒီတိုးတန်နဲ့ဒါတာယာဆူညံတန်တွေကြားမှာတာယာဆူညံတန်တွေဟာလည်းအတွင်းငန်းတွေကိုဒါအခြားအဆင့်မီကားတွေလောက်ဒါမကာကွယ်နိုင်ညာမျိုးကိုတွေ့ရတတ်ပါတယ် စီးပွားရေးအမြင်အရပြောရရင်ဖီယောရဲ့လူကြိုက်များမှုဟာလည်းအာနာကျက်ဖြစ်လို့ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာဈေးကွက်ထဲမှာအလွန်အမင်းအဖြစ်ပြားနေကမ်းပေါ်တွေဖြစ်တဲ့အကြောင်းမှာ Unis Trujas စမ်းပြားတာမျိုးလိုချင်သူတွေအတွက်တော့အနှင်းငယ် အယူအီနေနိုင်တယ်ပေါ့နော်အဲဒါပေမဲ့ဒိုတာကဒီအနေချက်တွေကိုတော့ပြင်ဆင်ဖို့နောက်ဆုံးပုံမယ်တွေမှာကားအတွင်းကဒီဇိုင်းမန့်ဆိုင်ရာအဲဆောင်းပိုင်းတွေပါတိုးတက်လောင်းတာလှုပ်ဆောင်တာတွေတွေ့ရပါတယ်အလုံးစုံသုံးသက်ချက်အရာပြီးရောဟာသူ့ရဲ့ယူရချက်အတိုင်းပေါ့နော်မြို့ပြလမ်းမတွေပေါ်မှာအပြည့်စုံစရာမရှိတဲ့ငွေကြေးတံမိုးကိုအမှခံပြေးနိုင်တဲ့ကားတစ်စီးတည်းဖြစ်နေတယ်ပေါ့ဗျာ ပြီးတော့ဟာမြန်မာနိုင်ငံရင်ရင်မောင်းသူတွေအတွက်ပေါ့နော်တင့်တင့်နဲ့ဈေးနှုန်းတာအထားအထားရတဲ့ဒါအည်သွင်းနေအမြန်ဆုံးရနိုင်တဲ့ရင်းနှီးမနှံ့ဘူးလို့ပေးဆွဲနိုင်တာကြောင့်မီတီခေမီတီကာလာကမျိုးရွေးချယ်နိုင်တဲ့ကာစီအဖြစ်နဲ့ဆက်တဲ့အဲတရှိနေပါတယ်အဲဗီဒဂျီဒူရာဗီယိုရဲ့တမန်ကြောင့်ဤပညာဘူးတရတွေရှိဝဲရှူတော့နဲ့အာတကြအာနိုင်ချက်တွေကိုအသေးသေးဆွေးနွေးပြီးသွားပြီလို့ကျွန်တော်နေယုံကြည်ပါတယ် ဖီယောကိုဝယ်ယူလိုက်ခြင်းဟာတူတူပြောရရင်အဲစိတ်ရေးချမ်းသာရတဲ့ကာတကြီးကိုပန်ဆိုင်လျက်ချင်းဖြစ်ပါတယ်။အဲအင်ဂျင်တွေစိတ်ပူစရာမလိုပစ္စည်းရှားပါရှားပါမှာစိတ်ပူစရာမလိုနောက်ပိုင်းပြန်ရောင်းတဲ့အခါမှာလည်းဒါဈေးချမ်းမှာမပူရပါဘူး။ဒါကြောင့်မိတ်ဆွေဟာကားဝယ်ဖို့စဉ်းစားနေတဲ့လူများလူဆိုရင်အဲဖီယောကိုလည်းဒါရွေးချယ်သင့်တဲ့အထက်မှာလည်းထည့်သင့်ပါတယ်။ဟုတ်ကဲ့အားလုံးကိုအခုလိုအသေးစိတ်နီးမြတ်ပိုင်းနဲ့အတတ်ကြံအနေကျက်ဒီအဲရှင်းမြပြီးတဲ့နောက်မှာကျွန်တော်ပုံလေးပြောချင်တဲ့အကြောင်းအရာတစ်ခုတော့ရှိပါတယ်။ အဲကျွန်တော်တို့ပြန်ဗီဒီယိုရဲ့ comment တွေမှာဒါ press and လို့ကျွန်တော် like ပြောနေတာဆိုတဲ့ဝေဖန်မှုတွေကျွန်တော်ကျွမ်းလေးရှိပါတယ်။အဲဒီနေ့မှာကျွန်တော်ရဲ့ရွေချက်ကိုလည်းじゃအမှန်တိုင်းပေးတဲ့ကိုပြပြချင်ပါတယ်ဗျာ။ ယူသားစာပြောရရင်ကျွန်တော်တို့ဒါ YouTube channel ရ channel ကနေပဲခုတိပတ်စံတကြမ်းမှမရပါဘူး။အဲရလည်းမရပါဘူးပြန်ကျွန်တော်လည်းလွန်ခဲ့တဲ့နှစ်ငယ်တုန်းကဒါကားအကြောင်းဘာမှကောင်းကောင်းမသိခဲ့ဘူး။ဒါပေမဲ့ကားကားတွေကိုကျွန်တော်ဝါသနာပါလို့လေ့လာရင်းနဲ့ဒါကိုယ်တိုင်သိထားတဲ့အချက်အလက်အမှန်တွေနဲ့အခုလိုဗီဒီယိုကတစ်ဆင့်ကျွန်တော်ပေးတဲ့ကိုကျွန်တော်ပြန်လည်းမျှဝေပြီးပြ ်မျှဝေခြင်းဖြစ်ပါတယ်အဲကျွန်တော်ရဲ့ရည်ရွယ်ချက်အနာပိုက်ဆံမဟုတ်ပါဘူးကျွန်တော်ရဲ့ဗီဒီယိုတွေဟာကိုယ်တိုင်လေ့လာခဲ့တဲ့ဘုဒ္ဓတရားတွေအချက်အလက်တွေခိုင်မာတဲ့အဲတရင်အချက်အလက်တွေအပေါ်မှာတော့အခြေခံထားပါတယ်ဒီ channel ကိုစောင့်ကြည့်နေတဲ့ကာဝတ္တနာရှင်တွေသူငယ်ချင်းတွေအားလုံးပေါ့ဗျာကားဝတ်တဲ့အခါမနစ်နာစေဖို့တန်ဖိုးရှိတဲ့ဘုဒ္ဓတရားတစ်ခုမှရှားသွားရင်တော့ကျွန်တော်အနေနဲ့ဒါဝမ်းသာပါတယ်ဗျာဒီဗီဒီယိုဖန်တီးရတဲ့အတွက်အဲကျွန်တော်ရဲ့ဝါသနာရဲ့စေတနာကိုနားလည်ပြီးယုံကြည်ပြုဖို့လည်းကျွန်တော်အနေနဲ့တောင်းဆိုခြင်းပါတယ် အဲကျွန်တော်တို့က YouTube ကပတ်စံရဖို့အတွက်ဥတည်နေမှုလည်းမဟုတ်ပါဘူးကျွန်တော်တို့မှကတော့ဒါကိုယ်ပိုင်အလုပ်ကံနဲ့ရှိပြီးသားပါအဲဒါကြောင့် YouTube ကနေပတ်စံရသည့်ဖြစ်စေမရသည့်ဖြစ်ကျွန်တော်တို့ကတော့ဘာမှပြောင်းလဲသွားမှလည်းမဟုတ်ထူးလည်းမထူးပါဘူးဒါကြောင့်မလို့အဲဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့အချိန်ပေးပြီးအရေးသေးရှိပြင်ဆင်ရတာဟာလည်းဒါပတ်စံရဖို့အတွက်မဟုတ်ဘဲနဲ့ပေးတဲ့တယောက်ချင်းစီအတွက်ပေါ့နော်အဲအကျိုးရှိစေမယ့်တန်ဖိုးတစ်ခုဖန်တီးပေးခြင်းရောပါပဲအဲဒါကြောင့်ကျွန်တော်တို့ရဲ့တင်ဆက်မှုတွေရဲ့တန်ဖိုးကိုဒါပတ်စံနဲ့တိုင်းတာလို့အဆင်ပြေမှာမဟုတ်ပါဘူး ကျွန်တော်တို့ရဲ့အချက်လက်တွေနဲ့ဝါသနာကိုယူကြည့်ပြီးကြည့်ရှုပေးတဲ့ဒါတူတူရောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်အဲဘာကြောင့်ကျွန်တော်ဒါလေးကိုထည့်ပြောလိုက်ရလဲဆိုရင်တော့ဗျာတချို့ဒါတော့ဒါ YouTube channel တင်တဲ့သူတိုင်းဒါကျွန်တော်တက်တဲ့အဖြစ်တစ်ခုပါတချို့လူတွေကကျွန်တော်တို့ဒီအကြောင်းအရာတွေကိုအဲတချို့ကကိုဝါသနာနဲ့အကြောင်းအရာတွေဗျာ channel ထောင်ပြီးတော့ပြန် share လေးလုပ်ကြတယ်ပေါ့ဒါကြောင့်ဒါကိုတချို့ပေးတဲ့ကျွန်တော်တို့မသိဘူးဗျာမသိတဲ့အခါကျတော့အဲဒါရှောက်ပြီးပြောနေတယ်အဲ YouTube ကပတ်စံပေးတယ်ဆိုပြီးရှောက်ပြီးပြောနေတယ်ဆိုတချို့က comment တွေမှာတွေ့ရတတ်ပါတယ်အမှန်တကယ်လို့ YouTube ကပတ်စံရဖို့ဆိုတာလုံးဝမလွယ်ကူပါဘူးဗျာအဲတော်တော်လေးရှားပါတယ်ဒီ YouTube မှာကျွန်တော်တို့အခုလုပ်တဲ့ဗီဒီယိုတွေဆိုရင် YouTube စီကန်းချက်တဲ့မညီတာများပါတယ် YouTube မှာကသူတို့အတွက်သူတို့ရှင်ပတ်စံရဖို့ဆိုကျွန်တော်တို့ကသူတို့ရဲ့စီကန်းချက်တွေသူတို့သတ်မှတ်ထားတဲ့ဟာတွေအကုန်ပြည့်ပြီမှရပါတယ်အဲကျွန်တော်ဆိုရင်လည်းဒီသူတို့ပြောတဲ့စီကန်းချက်တွေလုံးဝမညီတာများပါတယ်ဒါကြောင့်မလို့အဲကျွန်တော်တွေကပတ်စံရသည့်ဖြစ်စေမရသည့်ပေးဒါတွေအရေးမကြီးပါဘူးကျွန်တော်ကကိုဝါသနာပါကိုအဲကျွန်တော်လုပ်တယ်ဒါရှင်းနေပြန်လုပ်ပြီးတော့လောက်ပါပဲဗျာအလုံးကျေးဇူးတင်ပါတယ်